အာဆန်ကိုပရီးမီးယားလိဂ်ပလာပေးလိုက်ပါတော့ဗျာအဆောင်ချောင်းနေတဲ့ဂျိုးချာနေတွေကိုဆလုံးမမတွေကနှုတ်သီးချိုးပေးလိုက်တဲ့အတွက်ထိတ်ဆွန်းရောက်သွားတာကဂန်နာတို့ပဲဖြစ်ပါတယ်အဲဒီတော့ယုံချင်းရောမယုံချင်းနေဒီနေ့ပရီးမီးယားလိဂ်ချန်ပီယံကဂန်နာတို့ပါပဲအမနေ့ညကဝင်ဆန်းတဲ့ပွဲမှာဆိုရင်လည်းအာဆန်ကတပွဲလုံးထိန်းချုပ်ပြီးတတရားလေးကစားသွားခဲ့တာပါကိနေခန်စစ်ဘာမှပြောစရာမလိုလို့တိုက်စစ်မှာဆိုရင်လည်းယောကရက်တယောက်ကလည်းကျနေကစားမတွေကပြောစရာလုံးဝမရှိခဲ့တာပါ။စာကားဆိုရင်လည်းဒီနေ့ပွဲစဉ်မှာသူရဲ့ပရီးမီးယားလိဂ်ကစားမပွားပွဲပေါင်း200ပြည့်သွားခဲ့ပြီးတော့ဒီပွဲမှာလည်းပယ်နီကိုလှပတည်တဲ့စွာပဲကန်သွင်းနိုင်ခဲ့ပါရင် နောက်ပြီးတော့တိုက်စစ်ကိုဆိုရင်လည်းဒီငယ်ဦးသီးလေးကအခွင့်အရေးကိုဖန်တီးပေးခဲ့ပါရင်ဒီတော့လူရင်းတူရှင်းပြောမယ်ဆိုရင်အာဆင်နယ်ရဲ့ကစားဘုံကညံ့ညောနေရောပါပဲဘလောက်ထိလဲဆိုရင်ဝေဆန်ဘက်ကကဘောက်ကန်နေဖို့0ဖြစ်ခဲ့ရတဲ့အထိပါအာဆင်နယ်ခန်းစစ်ကတော်တော်လေးကိုတောင်းတင်းလို့ပြီးတော့ဝေဆန်ဘက်ကိုလုံးဝအခွင့်မပေးခဲ့တာပါဒီတော့အခုလိုကစားဘုံစီးလုံးမှုကစားမရရဲ့စွမ်းဆောင်ရည်ကအာဆင်နယ်ကသာလင်ဒီအာဒီပေးမြလိုက်ဖလားချင်းနဲ့ထိုက်တန်တဲ့အနေအထားကိုပိုင်ဆိုင်ထားပါရင်ကျွန်တော်လည်းဘာလို့ရှုံးနေနေချင်းအခွင့်အရေးကိုပြေဝအောင်ချနိုင်ခဲ့တာကြောင့်လဲလက်ရှိမှာဆိုရင်အာဆင်နယ်ကဇာတ်ထိတ်နံပါတ်1မှာပါ ကျွမ်းရည်တော့ဓမ္မအသားနဲ့ဥဆောင်ထားနိုင်ခဲ့ပြီးပညာသားပပပင်နှုတ်သီးတွေဖျက်ဆီးထားနိုင်ခဲ့တော့ပါဘူးတို့ကတော့နောက်တန်းဖျားတုံးကြီးနဲ့ခုဆိုရင်တော့ပြိုင်ပွဲဆုံးသုံးပွဲဆက်တော်မှာရှုံးနေလာခဲ့ပါပြီအဲ့လိုအချိန်မျိုးမှာအာဆင်နယ်ကရလာတဲ့ခွဲတွေကိုအမေးရရယူနိုင်ခဲ့ပြီးကံမှာကောင်းသွားခဲ့တဲ့အတွက်ဇာတ်ထိတ်နေရာကိုခြေပေါ်ခြေချင်းရင်းမဲ့တတရာလေးတလန်းနိုင်ခဲ့ပါပါဒီတော့လက်ရှိမှာပရီးမီးယားလိဂ်ဖလားနဲ့ထိုက်တန်ဆုံးအသင်းကိုပြပါဆိုရင်တော့အာဆင်နယ်အသင်းကိုပဲပြပါလိမ့်မယ်။တသင်းလုံးမှာယောကရက်ဂုံးသင်းနာကလွင့်အာဆင်နယ်ပွဲထွက်လို့ဆင်းအရန်အနေထားကစားပုံနေပြောင်းစသဖြင့်ဖက်ဖက်ကနေလုံးဝပြောစရာကိုမရှိတော့ပါဘူး။ ဒါကြောင့်အခုအချိန်ကြီးကိုရာသီကုန်နဲ့အထိတာဆက်ထိန်းထားနိုင်မယ်ဆိုရင်တော့အာဆင်နယ်တို့ကပဲချန်ပီယံဖြစ်ပါလိမ့်မယ်။နောက်ပြီးတော့အခုအချိန်ကြီးမှာဆိုရင်လည်းအာဆင်နယ်ကပဲပရီးမီးယားလိဂ်ဖလာဂျီနဲ့ထိုက်တန်နဲ့တည်တည်နဲ့တော့အသိဖြစ်ပါရင်